အားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ခြေဆူလိုက်ပါတယ်ဒီနေ့အော်တိုဘာ၁ရက်နေ့ဒီနေ့မှာမယုံကြည်နိုင်ပွဲရင်းတစ်ခုကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လည်းတော်လန်တော်ကာလမှာဒါ IAO ကိုတပ်ဖွဲ့ဝင်နေတဲ့ပူရဲတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ရဲဘော်တွေဖြစ်တယ်ခင်ဗျာကျွန်တော်တို့လည်းမကြုံဘူးလို့ပါတလက်နှစ်ချက်ပဲဖောက်လိုက်ရတယ်ဂျန်ဖက်စစ်ခွေးတက်ရဲ့ ဖိုက်တာဂုံးစကန်ကកောင်းနေဘုံမှုပါဝင်အကုန်လုံးထွက်ပြေးသွားတယ်ဆိုတော့ဒီပြစ်စင်ကိုဒီသတင်းကိုကြားပြီဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်တွေယုံနိုင်မှမလားကျွန်တော်ရဲ့သတင်းကိုတစ်ခါတည်းမှာငုံဝင်ခိုးနှားထောင်နေတဲ့ဟိုဘက်ကျွက်ကកောင်းနေကတော့ညင်းပါလိမ့်ဒါပေမဲ့သူတို့ညင်းလို့မရဘူးအဲ့ဒီတနက်နှစ်ချက်ဖောက်လိုက်တဲ့အဖွဲကအရခတက်တော် AA နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေ ါ။ဒါဆိုရင်တော့အဲ့ဒီသတင်းတိကျသွားပြီဆိုတာကိုကျွန်တော်ရဲ့မိသားစုကနေတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ချက်ရှိသေးတယ်။အဲ့ဒါကလက်ရှိကျွန်တော်အရကတက်တော့အေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့လက်တံပြောင်ချက်တွေကစစ်ကိုပေးဖို့ပေးဖို့လိုက်တဲ့စစ်ကြောင်းတစ်ကြောင်းလုံးခွေးပေးဖို့ပြီးပြီးဖွာလန်ပြဲသွားတဲ့အခြေအနေမှာဝိုင်းတွဲနဲ့စစ်ကူဘုံကျဲပြီးတော့သူတို့လူတွေသူတို့ကယ်ထုတ်နေရတဲ့အကြောင်းတွေကို ကျွန်တော်တင်ပြပေးပါမယ်ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တို့လက်နက်ထုတ်ဆက်ရုံကပ္ပစမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF အလံ site to me ဆိုရင်ဟုတ်ပြီဒီကြောင်းတွေကိုကျွန်တော်တို့ဒီနေ့အတူတူဆွေးနွေးကြမယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတေးစားဖိတ်ခေါ်လိုက်ပါတယ်ပထမဦးစွာကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်တော်လိုင်းပါကြောင့်လုပ်နေတာ က်ရှိကျွန်တော်တို့နိုင်ငံရဲ့အခြေအနေဘလောက်ထိဆိုးဝါးနေပြီလဲဒီဒေါ်လာရင်းမှာကျွန်တော်တို့တဦးချင်းစီတိုင်းပါဝင်ဖို့ဘလောက်ထိအရေးပါလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်အရင်ဆုံးဆွေးနွေးခွင့်ပြုပါဟုတ်ပြီလက်ရှိရွေးကောက်ပွဲလုပ်မယ်ပြီးတော့အကြံပေးစခွစ်တက်ကအောက်ကပဲထွက်လာတဲ့ပါတီဝင်တွေဆိုတဲ့သူတွေပါတီဥက္ကရာဆိုတဲ့သူတွေပါတီရဲ့ခေါင်းဆောင်ပိုင်းဆိုတဲ့သူတွေအခုကျွန်တော်ပြည်သူကိုမဲဆွဲစီယုံဖို့စူးစမ်းနေကြပြီမဲယုံတွေလည်းပြင်ဆင်ထားပြီးပြီဟုတ်ပြီ ပြည်သူလူထုအတွက်ပါဆိုတဲ့ရွေးကောက်ခံကြမဲ့သူတွေအနေနဲ့ပြည်သူလူထုကိုခိုင်မာတဲ့ဂရိကုတ်တွေဘာတွေများပေးထားခဲ့ပြီးပြီလဲမြန်မာနိုင်ငံသားအမျိုးသားအပေါင်းတို့မြန်မာနိုင်ငံသားမပုံနေကြင်ပြီးတော့မြန်မာနိုင်ငံမှာအိုးမဲ့အိမ်မဲ့အလုံးရှိအကန့်ရှိဖြစ်နေတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့လက်ရှိဘဝအခြေအနေကိုဘယ်သူကပြောင်းလဲပေးနိုင်လဲစဉ်းစားကြည့်ရင်းရှင်းတာဖို့ကောင်းတယ် မြန်မာနိုင်ငံသားတွေမပုံနေပြမအုံစုအပေါ်မှာရေးထားတာဒါပေမဲ့မြန်မာနိုင်ငံသားတွေကမြန်မာနိုင်ငံမြေပေါ်မှာအိုးမဲ့အိမ်မဲ့လုံးရှိအကင်ရှိလက်ရှိကမ္ဘာစတန်မှာကျွန်တော်မြန်မာနိုင်ငံသားလူငယ်တွေဟာတန်းနဲ့ချီပြီးတော့အလုံးလက်မဲ့ဖြစ်နေတယ်လူငယ်၃ပုံ၃ပုံပုံပုံရင်၃ပုံလုံးဝမလုံးရှိကျန်တဲ့၂ပုံကလည်းလောက်ခလစာဖူလုံမှုမရှိဘူးဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်တယ် ဟုတ်ပြီဒါကကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တိုင်းရင်းသားတွေရဲ့အခြေအနေပါဒါပေမဲ့လက်ရှိနိုင်ငံကိုဂုတ်ခွစီးပြီးတော့မျိုးစုံနဲ့နှိပ်စက်နေတဲ့အာနာယူအုပ်စုနိုင်ငံကောင်းဆောင်ပါဆိုတဲ့သူတွေနေတဲ့အိုးအိမ်တိုက်တာအဆောက်အဦဆယ်သက်စာစားလို့မကုန်တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ကျွန်တော်ပြည်သူကြတော့ပင်းစယ်ပတ်လည်မြေလေးတောင်မှပိုင်ဆိုင်ခွင့်မရှိဘူး အလုတ်ကန်ရှာဖွေပေးဖို့ဆိုတာကဝေးစွာမြန်မာနိုင်ငံသားဆိုတဲ့သူရဲ့မြန်မာနိုင်ငံမှာကိုမြီကိုကြီးမှာတော်မှပိုင်ဆိုင်ခွင့်မရှိတဲ့နိုင်ငံသားတွေအခုယူကောပတ်လို့မယ်ပါတီကြီးကြီးတွေမှာစကုံးကြီးကြီးတွေဒါဟုတ်ပဲကျွန်တော်ကမီဒီယာတွေနေ့စဉ်ထုတ်ပြန်နေကြတယ်ဟုတ်ပြီမြန်မာနိုင်ငံတွင်းထဲမှာရှိတဲ့ကျွန်တော်တို့အိုးမဲအိမ်မဲကျွန်တော်တို့နိုင်ငံသားတွေနဲ့အလုံးရှိအကံပြီးဖြစ်နေတဲ့ကျွန်တော်တို့ရဲ့ လူလန်းစားတွေပြီးတော့ကဘာပတ်ပြီးမှလိုက်ပြေးနေရတာထိုင်းကိုလည်းပြေးရတယ်ကျွန်တော်တို့ရဲ့စပေးရှောင်းတွေတရားဝင်ရောတရားမဝင်ရောဒါဒီအခြေအနေတွေတက်သူတို့ဘာအမှခံချက်ပေးနိုင်လဲနိုင်ငံဖွံ့ဖြိုးဖို့အတွက်24နှစ်မီးရဖို့အတွက်ပြီးတော့ကျွန်တော်တို့အရှိတောင်အာရှမှာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကို ဒါယူကောက်ခံကလာတွင်းမှာဘလောက်ထိသူတို့မြန်မာအောင်ဆောင်ရွက်ပေးမယ်လို့ပြီးမြန်မာနိုင်ငံတွင်းမှာရှိတဲ့ចောင်းနေခလေးရွက်တွေနဲ့ကျွန်တော်တို့ရဲ့ចောင်းတွေဟာနိုင်ငံတကာအဆင့်မီတင် जा ရေးစနစ်တွေနဲ့ကျွန်တော်တို့ចောင်းတွေကတင် जा ပို့ချလိုက်တဲ့ကျွန်တော်တို့ရခဲ့တဲ့အတန်းပညာတွေကျွန်တော်တို့ရဲ့ဘွယ်လက်မှတ်တွေဒီဂရီတွေဟာနိုင်ငံတကာကမ္ဘာစင်မြင့်ထက်မှာဘလောက်ထိအသုံးဝင်နေမလဲဆိုတဲ့အာမခံချက်မျိုးဆိုတာပိုရေးသွားပြီနော်ဒါလေးကိုအရင်ဆုံးပြောတာကျွန်တော်တို့တောင်းလန်ရေးလုပ်နေရခြင်းရဲ့အဓိကအချက်ဟုတ်ပြီ ကျွန်တော်ဒီနေ့တင်ပြချင်တာကဘာလဲနှစ်ချက်ပဲဖောက်ပြီးတော့နမကြီးဖိုက်တာဘုံကိုတက်ခိုက်သိမ့်ပိုင်နိုင်ခဲ့တယ်ကျွန်တော်တို့ကျွန်တော်တို့ကိုနိုင်တော်မှာဒါကျွန်တော်လက်တိုက်ပွဲတွေဝင်ခဲ့ဘူးတယ်ကျွန်တော်လက်လက်ချင်းခဲ့ဘူးတယ်အရကတ်တော့အေအေအရာရှိကိုနိုင်ကျွန်တော်ကိုတိုက်ခိုက်ရေးကွန်မန်ဒိုကိုတင် जा ပေးခဲ့တာဖြစ်တယ်ကျွန်တော်ကအရကတ်တော့အေအေလက်ထွက်အစ်စ်ဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့လုံနိုင်ဇွမ်းနဲ့သူတို့ရဲ့ လက်ရှိပေါ့နော်သူတို့ရဲ့မြင့်မားတဲ့ယုံကြည်ချက်တွေကိုတော့ကျွန်တော်ကလုံးဝကို100% perfect ယုံကြည်မှုအပြည့်ရှိပြီသားကျွန်တော်မိသားစုဝင်တွေတရားလို့ပြောအောင်မယ်ကျွန်တော်အဲ့ဒီအချိန်ကစကြောင်းတစ်ခုကိုတာဝန်ယူရတယ်ဆိုတော့ကျွန်တော်ရဲ့စကြောင်းအမိကိုကျွန်တော်ကျွန်တော်အဲ့ဒီရဲ့စကြောင်းရဲ့ capring ပေါ့ခေါင်းဆောင်ပုံစံမျိုးရှိနေပါတယ်ဆိုတော့အဲ့ဒီစကြောင်းကိုကျွန်တော်အမိပေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော်စကြောင်းကိုကျွန်တော်အောင်ဆန်းစကြောင်းလို့အမိပေးတယ်အဲ့တော့အဲ့ဒီမြတ် ကျွန်တော်တို့ကညစဉ်ကျွန်တော်တို့ဒါကောင်းဆောင်ပိုင်းနေပေါ့နော်ကျွန်တော်တို့လူငယ်ကောင်းဆောင်ပိုင်းနေတယ်ကျွန်တော်တို့အဲ့ဒီအာရကတတော်အေးရအရာရှိပိုင်းနေတယ်အများအားစီဝေလောက်ရတာရှိတယ်အဲ့ဒီမှာကျွန်တော်ကိုမေကွန်ထောက်တယ်အေးအေးရဲ့အရာရှိတယောက်ကရှမ်းလေးရဲ့မင်းပေးထားတဲ့စစ်ကြောင်းရဲ့အမိကိုပြန်ပြီးတော့တုံ့သက်ပေးပါလားတဲ့ကျွန်တော်ကဘာဖြစ်လို့လဲလို့အဲ့ဒီအမိပြောင်းဖို့အစီအစဉ်ရှိမရှိလဲသိချင်တယ်ပေါ့နော်ကျွန်တော်ပြောရင်မရှိဘူးလို့ အောင်ဆန်းဆိုတဲ့အမျိုးကိုတုံးပြီးသွားရင်လည်းမင်းတာဝန်ယူရမယ့်ကိစ္စတွေမင်းတာဝန်ခံရမယ့်ကိစ္စတွေအရန်ကိုကြီးမားလုံးနေပြီနော်ဆိုလို့ရတော့ဘုဂျုတ်အောင်ဆန်းဆိုတဲ့ဒီအမည်နာမရဲ့ကျောင်းစစ်ကြောင်းမှာတုံးလိုက်ပြီဆိုရင်မင်းတို့တာဝန်ကျေဖမလားဆိုတာမျိုးမင်းကမိခဲ့ဘူးတာပါအလောက်ထိကျွန်တော်တို့လူငယ်တွေပေါ့စဉ်းစားပေးတယ် ခေါင်းဆောင်တွေကျွန်တော်နိုင်ငံအတွင်းထဲမှာအခုတိုက်ပွဲဝင်နေတာဖြစ်တယ်။ဟုတ်ပြီ။ဒါကြောင့်လည်းပဲတလက်မချက်ပဲဖောက်လိုက်တယ်။ Fighter Go မှာရှိတဲ့ဘုံမှုပေါအောင်ကြမ်းဖက်စစ်ခွတ်တက်ကိုလို့ကစင်ကြရပြေးခွေးပြေးဝပြေးပြေး။သူတို့လေ့ကျင့်ရေးထဲမှာအဲ့ဒီရောက်ဒါကျွန်တော်တို့ Two Special ထည့်ထားမယ်ထင်တယ်ဗျာ။ရဲရဲတိုက်ရဲရဲချိန်မိုးဒါကတော့ဟန်ပြ။ပြင်းတဲ့နေရာပြေးခွေးပြေးဝပြေးပြေးဒါကတော့သူရဲ့အတိကစောင်းဖို့ဖြစ်နေတာပါဟုတ်ပြီ ါဆိုရင်တော့မကွေးတိုင်းငဖဲမြို့နယ်ပထန်းမြို့နီးမှာထုံးစံအတိုင်းပဲပေါ့ဗျာတိုက်တိုင်းရှုံးနေတဲ့စကြုံတက်ကကောင်တွေအထိုင်ချတာတဲ့နာမည်ကြီးဖိုက်တာဂုတ်ကိုကျွန်တော်တို့အာရကတက်တော့အင်းနဲ့ပူပေါင်းတက်ဖွဲ့ဝင်နေဝင်အောင်တက်ခိုက်ခဲ့တာဖြစ်တယ်ကျွန်တော်လက်ရည်ကံပြူဟာဂုတ်ကိုကာဝယ်ထားတဲ့လက်နဲ့ကြည့်လက်နဲ့ငယ်အမှန်အကန်ပြင်ဆင်ထားတဲ့ဖိုက်တာဂုတ်တော့ကျွန်တော်ရဲ့မိသားစုနေတယ်နော်ချက်ပေါင်းပေါင်းဆိုတာနဲ့ ဲ့ဒီလက်နက်ကြီးတွေရောလက်နက်ငယ်တွေအကုန်လုံးကိုထားပြီးတော့ထွက်ပြေးသွားတယ်။ဒါကြောင့်ဟိုဘက်ကကောက်ကောင်နေကျွန်တော်သတင်းကိုဝင်ပြီးတော့ဒီကောင်နေဝင်ဟောင်းတာတွေရှိတယ်သူတို့ညင်းစံတာတွေရှိတယ်။ညင်းစံလို့မရအောင်ကျွန်တော်တခါလဲပိတ်ပြောတာလားအဲ့ဒီ fighter gun ကိုတက်သိန်းတာကအရခတက်တော့ AA နဲ့ပူပေါင်းတက်ဖွဲ့ဝင် PDF ဖြစ်တယ်။ AA ဆိုတာနဲ့ဖိန်တုံအောင်ကြောက်ရတာဖြစ်တယ်။မြေမှုဆိုရင်လက်ရှိစတန်လျားမှာတွားမေး အဲ့ဒါတက်တော့ AA ရခိုင်မျိုးကိုရှင်းလင်းထွက်ချင်တဲ့စစ်ဘူကျုပ်တွေစစ်ဘူမူးတွေငစနူတော်တွေရှိလားလို့တောင်းပေးကြည့်အရခမျိုးဘောကိုခြေဥတော်မလဲရေလှည့်ပြီးသွားရင်လည်းပြန်လာလို့မရတာဟုတ်ပြီအဲ့ဒီစကန်ဘုံမှာဒါဘုံမှုစစ်ရှိတဲ့အကြောင်းဖက်စစ်ခွေးတကောင်ဟာ လက်မကြီးလက်မငယ်တွေနဲ့တင်းတင်းကြဥစည်းပြီးတော့အင်အားရာနဲ့ချီပြီးတော့စုဖွဲ့ပြီးတော့တဆွဲထားတာဖြစ်တယ်။အဲ့ဒါကလည်းနေရကန်ဖြူအားဂုံးကိုကာဝယ်ပေးနေတဲ့ဖိုက်တာဂုံးဆိုပြီးတော့တကယ့်ကိုနာမည်ကြီးတဲ့နေရာတစ်ခုပါ။အဲ့ဒီဂုံးကိုကျွန်တော်တို့အာရကတက်တော့အေးရသိသိရမိလိုက်ပါတယ်။တနန်းတစ်ချက်ပဲဖောက်ပြီးတော့ဆိုတော့ကျွန်တော်ဒီနေ့အဓိကဒီခေါင်းစဉ်ကြီးပြောမယ်။ကပ္ပစ လက်နက်စက်ရုံမှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အလံကိုစိုက်ထုမယ်ဆိုရင်ရောကျွန်တော်ရဲ့မိသားစုဝင်တွေညင်မဲ့သူရှိပါသလားကျွန်တော်လူငယ်တွေမလုံနိုင်တာဘာမှမရှိသေးဘူးကျွန်တော်ရဲ့မိသားစုဝင်တွေလက်ထဲမှာဘာမှမရှိတဲ့အခြေအနေကနေပြီးတော့ standard army ချင်းကြားတက်ကြီးဆိုတဲ့ကောင်ကြီးရေလီရင်ကုန်တမောပါပိုင်ဆိုင်ထားပါတယ်ဆိုတဲ့ကောင်တွေဒီကောင်တွေကိုကျွန်တော်တို့ဘလို့ချင်မုန်းကြလဲဆိုတာကျွန်တော်မိသားစုဝင်တွေကို တက်တည်တည်တည်ဖော်ပြခဲ့ပြီးဖြစ်တယ်။ဟုတ်ပြီ။နျူကလ িয়ার နဲ့ကိစ္စနျူကလ িয়ার နဲ့ပတ်သက်တဲ့ကိစ္စတခုကိုလည်းကျွန်တော်နည်းနည်းလေးတင်ပြစရာရှိတယ်ကျွန်တော်ရဲ့မိသားစုကနေ။ဒါကြောင့်ကျွန်တော်ဒီကိုအဆုံးကြီးကြည့်ပေးပါလို့ပြောတာပါ။နောက်ပဲအားရစရာတင်းကောင်းတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ထုံးစံတိုင်းပဲခွေးပြည့်ဝပြည့်ပြီးနေရင်းနဲ့ဖွာလံပြဲအတူအပြက်တွေများလုံးလုံးဝိုင်းတွဲနဲ့ဘုံကျဲပြီးတော့သူ့လူတွေသူကဲထုတ်နေရတဲ့အခြေအနေဇိုးကိုလည်းပြောပြခြင်းပါ ဝိုင်းတွဲနဲ့ဘုံကျဲရယ်ဆိုရင်ကျွန်တော်မိသားစုဝင်လေအဆင်းနဲ့ပတ်သက်တဲ့အာတိမိခောက်မိတဲ့သူတွေအားလုံးသိရှိပြီးသားဝိုင်းတွဲဟာပြစ်မှတ်မဲ့ဘုံကျဲနေရင်တသက်ပါကျွန်တော်တို့တပွဲဝင်နေအခေါ်အဲ့ဒီဝိုင်းတွဲကိုကျွန်တော်ကအီးပါကောင်လို့ခေါ်တာဘာကြောင့်လဲဆိုတော့ဝိုင်းတွဲဟာ point degree အညွှန်းနဲ့လက်နဲ့ကြီးပြစ်ချတဲ့လေရင်မျိုးစားမဟုတ်ဘူးကျွန်တော်တိမ်ပို့ဆောင်ရေးမှအဓိကသုံးတဲ့လေရင်ဆိုတော့ဝိုင်းတွဲပေါ်ကနေပြီးတော့အီးပါကောင်ကျွန်တော်တို့အခေါ် ောက်မှာထိကျင်တဲ့နေရာတွေထိပြောချင်တာကလက်နဲ့တော့ပြစ်ချတယ်မတင်ဒီကောင်းလေးမနိုင်ဘူးခြေထောက်နဲ့ကန်ချတာထင်တယ်ပေါ့အပေါက်က brain box ကနေဒီလိုပုံစံမျိုးအဲ့လိုပုံစံမျိုးအခြေအနေမှာဒီကောင်းလေးစောက်နေတယ်ဒီကောင်းလေးငကိုယ်ရဲ့ကစင်ကလေးကပြင်းနေပါတယ်ဆိုတော့သူရဲ့စကြောင်းပေါ်ကိုသူတို့ဘုံသီးတွေပြန်ကျသွားတာတွေ့လက်ရှိစစ်မြေပြင်တရင်ရကျွန်တော်တို့ကြားသိထားရပါတယ်။ဒါကြောင့်ကျွန်တော်ကဖွာလန်ပြဲစုပ်ပြတ်တက်သွားတယ်လို့ပြောရပါ။အဲ့ဒီဖြစ်စဉ်ကအော်တိုဘာ၁၀ရက်နေ့မနေ့ပိုင်း ဆီလန်စကန်မှာလီဒါတောင်ဘက်ကနေပြီးတော့ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့အမှန်တကယ်တော့သူတို့ကစစ်ကြောင်းထိုးဖို့စစ်ကူပို့လိုက်တာအဲ့ဒီစစ်ကြောင်းကအင်အား200နဲ့300ဝန်းကျင်ရှိတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်လေကြောင်းတစ်ကူပါပေးပြီးတော့ကဲထုတ်လိုက်ရတဲ့အခြေအနေမှာလက်ရှိသူတို့လူသူတို့တော်မှာဘယ်နေရာတောက်ောက်လို့ကောက်ရမှန်းမသိဘယ်သူသေးလို့သေးမှန်းမသိတဲ့အခြေအနေဖြစ်နေပါတယ် တိကျတာတစ်ခုကတော့ဒါစစ်တမ်းလျားမှာတော့မပြောပင်အသေးအတန်လိုက်ရှာဝယ်နေရမယ်လို့တော့ယုံကြည်မိပါတယ်စလန်စကန်ကလည်းပြောလီတာတောင်ပတ်လို့ထွက်လာတယ်အကျန်းဖက်စစ်ခွေးတက်စစ်ကြောင်းအရကတက်တော့အေအေနဲ့ဘူအောင်တက်ဖွဲ့ဝင်တွေကတွေ့ပြီးတော့ဂျာပြတက်ခိုင်းမှုချိန်မုံတုတ်တင်မှုလက်ရှိကစင်ကပြေးနေတဲ့အချိန်မှာပဲနောက်ကနေပြီးလိုက်လံဖြည့်ရှင်းလိုက်လံတက်ခိုင်းနေတဲ့အချိန်တွေမှာဤပါကောင်ဝိုင်းတွဲနဲ့ဘုံကျဲပြီးတော့ ျွန်တော်တို့ကိုလှန့်တာပေါ့ဗျာဆိုတော့ဘုံတန်တွေလည်းနဲ့ကြီးတန်တွေကျွန်တော်ရဲဘော်လူငယ်တွေတက်တယ်ဘာမှမထူးဆန်းတော့ပါဘူးကျွန်တော်စေးပြတ်မှတ်ကိုကျွန်တော်တို့အရောက်တွားနေပါတယ်ဒါကြတော့လက်ရှိချိန်မှာစစ်ကူပေးဖို့အတွက်ဒါစတောင်းကြီးတကြောင်ပြပလိုက်တဲ့အချိန်မှာအာခတ်တက်တော့အေးနဲ့ပူပေါင်းတက်ဖွဲ့ဝင်နေတဲ့တွေ့လိုက်တဲ့ပုံစံတစ်ခုပါဟုတ်ပြီ ကျွန်တော်ပြီးခဲ့တဲ့အော်တိုဘာ6ရက်နေ့နဲ့9ရက်နေ့မှာလည်းပဲဂျမ်ဖက်စစ်ခွေးတက်နဲ့အာကတက်တော်အေလက်နက်ကြီးအပြန်အလှန်ပြက်ကတ်မှုတွေကျွန်တော်လေတာတောင်းနဲ့ညောင်ကျိုးစကန်တဝိုက်မှာလည်းဖြစ်ခဲ့တယ်။ညောင်ကျိုးစကန်တဝိုက်ကိုပြန်လဲထိန်းချုပ်လိုနေတာသူတို့ကအခုဒါအချို့တော့ကျွန်တော်တို့စမျက်နှာပြင်နေမှာသူတို့ကစီးအရာအတာလွန်ရရှိနေတယ်လို့သူတို့ခံမှန်းတွက်ချက်ထားတယ်။ဆိုတော့သူတို့စကြောင်းထိုးလို့ရမယ့်နေရာတွေကိုအခုလိုမျိုးအင်အားသုံးပြီးတော့ဖြစ်တင်းပြီးတော့သူတို့တွေလုပ်ကြည့်တာဖြစ်တယ်။ ဥပမာကျွန်တော်တို့ဒါကရင်နေမြေအတွင်းထဲမှာဆိုရင်လက်ရှိပေါ့နော်တို့ကစီအတာရနေတယ်လို့ထင်နေတာပြီးတော့ကျွန်တော်တို့ TNL ထိချုပ်ထားတယ်ကျွန်တော်တို့ဒါကြောင်မဲ့ဘက်မှာလည်းပဲတို့စီအတာရနေတယ်လို့ညင်းနေတာပါကျွန်တော်ပြောနေကြစကားတိုင်းပဲကျွန်တော်ရဲ့မိသားစုဝင်တွေကြမ်းကြွရင်နှုတ်လို့ရတယ်စစ်ကြွရင်တော့နှုတ်စရာဘာတစ်ခုမှပါလာမှာမဟုတ်အခုဆိုရင်အကတတ်တော့ AA နဲ့ကျွန်တော်ဘီဒူကာဝေးတက်ဖွဲ့ဝင်တွေပူးပေါင်းထားတယ်စစ်စင်ရေးအတွင်းမှာ ကပ္ပစာ6နဲ့ကပ္ပစာ14အခြေအနေလေးတွေလေကျွန်တော်တို့ပြည်သူလူထုတစ်ချက်လုံးသတင်းကောင်းကြားနိုင်မယ်လို့စောင့်မျှော်နေမယ်လို့ကျွန်တော်လည်းယုံကြည်မိတယ်ထပ်တူပါကျွန်တော်တို့အားလုံးကအတူတူပါပဲဂျန်ပါစခွေတက်ရဲ့ကပ္ပစာပစ္စည်းစိုက်ယုံမှကျွန်တော်တို့ပြည်သူကာဝေးရေးတပ်ဖွဲ့ကိုအလန်တိုင်းစိုက်ထူမဲ့နေ့ကိုမကြခင်မြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီ ဒီနေ့ရဲ့အဓိကကျောင်းမိသားစုဝင်တွေကိုတပြပေးခြင်းတဲ့အချက်လေးတစ်ချက်ရှိပါသေးတယ်။အဲ့ဒါကလက်ရှိကိုကိုကျုံးမှာတရုတ်တွေတရားမှမရှိဘူးဆိုပြီးတော့မင်းအောင်လှိုင်ကပြုတ်တူပြဲတဲ့အသေးအတန်ဖိပိတ်ငင်းနေတယ်ဆိုရင်မင်းအောင်လှိုင်ဖိပိတ်ဘာကြောင့်ငင်းနေတာလဲလက်ရှိအိန္ဒိယကဒီကိုကိုကျုံးနဲ့ပတ်သက်ပြီးတော့ဒါသူရဲ့ပေါ့နော်နေနေနဲ့ပတ်သက်တဲ့လုံလုံရေးအခြေအနေရ အဲကျွန်တော်တို့စောင့်ကြည့်နေတဲ့ကာလတွေမှာလက်ရှိကိုကိုကျုံးပေါ်မှာလည်းပဲဒါအစိမ့်မြင့်အဆောက်အဦးတွေတိဆောက်နေတဲ့အခြေအနေပြီးတော့ကျွန်တော်တို့လေရင်ပြင်းလန်းတွေပါထဲ့သွင်းတိဆောက်ထားတဲ့အခြေအနေတွေလည်းကျွန်တော်မိသားစုဝင်တွေကြားမိတော့ကြားမှာဖြစ်ပါတယ်ဒီအခြေအနေမှာအခုအိန္ဒိယကဝင်ရောက်ပြီးတော့ဗီလာချင်းနေဆိုတဲ့အတန်ထုတ်လိုက်တာ ਨੇ အာနာယူအဆုကကိုကိုကျုံးမှာတယောက်မှတယောက်တယောက်မှမရှိပါဘူးလေကျွန်တော်မိသားစုဝင်တွေ ကိုကိုကျောင်းမှာတယောက်တယောက်မှမရှိဘူးဆိုတာသိကြလားလို့ကျွန်တော်ဒီကနေမေးချင်တာလောင်စာလေးတခုတော့လုတ်လိုက်ချင်ပါသေးလိုအပ်ရင်သူမိမကျူကျူခေါ်ဖို့တော့မှအလကားတယောက်တောင်းရင်တော့မှပေးမဲ့ကောင်လက်ရှိအင်းရဲ့ဒုံးကြီးပြတ်ခတ်မှုများကိုအခြေခံရတဲ့ဗီဇာကာဗန်နယ်မှာကီလိုမီတာ90ခန့်အကွာဝေးတဲ့ပြီးတော့အသစ်စောက်ထားပြီးဖြစ်တဲ့ ရေတဲ့စကန်တစ်ခုအိန္ဒိယနျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးကျည်တွေရင်းငုတ်တင်းမောက်တွေဝင်ထွက်တွေကိုလှုပ်ရှားဖို့အတွက်ခြေရာခံဖို့အတွက်မြန်မာနိုင်ငံအတွင်းတဲကကျွန်တော်ကျွန်းတစ်ခုကိုကိုကျွန်းကိုတရုတ်အသုံးပြုဖို့အတွက်ထောက်လန်းရေးစကန်စောင့်ကြည့်ရေးစကန်တည်ဆောက်ဖို့အတွက်မင်းအွန်လိုင်းခွင့်ပြုထားတယ်လို့အိန္ဒိယကတံပြမကင်းဖြစ်နေတာဖြစ်တယ်။ဒါကြောင့်သူထောက်ရတာအာကိုကိုကျွန်းမှာတရုတ်တရားမှမရှိပါဘူး။ဆိုတော့ တယောက်မှရှိလားမရှိလားဆိုတာကတော့လက်ရှိကျွန်တော်ရဲ့ video ကိုကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေစီမှာပဲအဖြစ်ရှိမှာပါ။လိန်လင်းလိန်ရင်လည်းပဲတတိချာလိန်သိမ့်ပါလေ။အာမန္တလေးမှာတရုတ်နိုင်ငံသားတွေမရှိပါဘူးလို့လိန်ရင်တော်မှပြည်သူကကြုံမှာအုံးမယ်။ဟုတ်ပြီ။ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်တော်လည်းတော့တစ်ဖွဲ့ဝင်တွေဟာမိမိတို့ ဒါအိရိယာနယ်နိမိတ်တွင်းထဲမှာနေမဟုတ်ဘဲနဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့အရေးကြီးတဲ့နေရာတွေကိုအရေးကြီးတဲ့စစ်စင်ရေးတွေကိုအချိန်နဲ့တပင်းညီလှုပ်ဆောင်နေတယ်ဆိုတာကိုလည်းကျွန်တော်မိသားစုဝင်တွေကိုအသိပေးလိုပါတယ်။နယ်နိမိတ်စီဗီကပိတ်ချောက်နေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တအိုးချင်းစီတိုင်းပြင်းနေကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့ဆူတောင်းခြင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါဗျာ။